။မြန်မာနိုင်ငံတောင်ပိုင်းတွေကောင်းထည်ပေါ်ဆောင်ရွက်မယ်။တဝယ်ရည်နဲ့စီမံကိန်းနဲ့အတူနျူကလ িয়ার ဒါအဘေးစက်ရုံကိုရုရှားနိုင်ငံပိုင်နျူကလ িয়ার စွမ်းအင်ကော်ပိုရေးရှင်းဖြစ်တဲ့ Rosatom ကဆောင်ရွက်ပေးမှာဖြစ်တယ်လို့သိရပါဗျ။အဆိုပါစီမံကိန်းအတွက် NASA ကဥက္ကဋ္ဌနဲ့ရုရှားသမ္မတပူတင်တို့ Kremlin နန်းတော်တွင်တွေ့ဆုံမှုပြီးလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါဗျ။ ရင်းနျူကလီယာဓာတ်ပိစိုံစီမံကိန်းမှာလျှက်စစ်တအားမဂါဝက်130ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီးမဂါဝက်330ထုတ်လုပ်ပေးနိုင်သည့်အထိတိုးချဲ့သွားနိုင်တယ်လို့လည်းသိရပါတယ်။ဒါပြင်ရုရှားနိုင်ငံပုပ်ပလီကကုမ္ပဏီများကတန်ချိန်3သိန်းနဲ့အထက်သင်္ဘောများစိုက်ကပ်နိုင်တယ်။စိတ်ကန်းတစ်ခုတိဆောက်ရဲ့ဆွေးနွေးမှုများရှိကြောင်းလည်းသိရပါတယ်။195စတူရန်ကီလိုမီတာဒီပါကျန်ဝင်တဲ့တဝဲအထူးစီးပွားရေးဆောင်ဟာမြန်မာနိုင်ငံတောင်ပတ်စွန်း တင်းလိုက်တိုင်းဒဝေမျိုးရဲ့မြောက်ဘက်ကပလီပင်လယ်ပြင်နဲ့ထိုင်းပင်လယ်ကွေ့နီးမဟာဗျူဟာကျတဲ့နေရာတွေကောင်းထဲပေါ်ဆောင်မဲ့စီမံကိန်းကြီးဖြစ်ပြီးရင်းနှက်စီမံကိန်းဆက်မှုဆောင်လေးဆက်ဆွမ်းအင်းနဲ့အခြားစီမံကိန်းများပါဝင်ပြီး၎င်းစီမံကိန်းကိုမြန်မာထိုင်းဂျပန်သုံးဘက်ဆိုင်ကောင်းထဲပေါ်မှာဖြစ်တယ်လို့မူလကကတိပြုထားတော်လဲယခုကရုရှားနိုင်ငံတနိုင်ငံထဲမှာဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်